မိုင်းဖုံးဆရာတော်ဘုရားကြီးရဲ့ထေရူပတိကထာအကြောင်းကိုလည်းပြောခြင်းလေဗျာကျေးဇူးတော်ရှင်အရညဝါဒီအနန္တညာနာတံရာအင်္ဂမဟာကမ္မဌာနာစရိယမိုင်းဖုံးဆရာတော်ဘုရားဟာထိုးခြားတဲ့ပါရမီရှင်တစ်ပါးပါမွေးဖွားစဉ်ကမိုးတွေအဆက်မပြတ်ရွာသွန်းဖြိုခဲ့လို့အဖွားဖြစ်သူက ဖုံးကန်ထူတဲ့ကလေးဆိုပြီးတော့ရှမ်းပါတာနဲ့မိုင်းဖုံးဆရာတော်ဘုရားကိုနာမည်ပေးခဲ့ပါတယ် အဲ့မြန်မာဘာသာနဲ့ပြန်ရမယ်ဆိုရင်တော့အဆက်မပြတ်မိုးဆက်ကဲ့သို့ပုံညကောင်းမှု ရှိတယ်သူလို့အမည်ပေးပါတယ်။ဒါကြောင့်ဆရာတော်ရဲ့နာမည်ဟာကြောက်ဝုံးဆုံလို့ခေါ်တယ်ပါလေ။နေထိုင်သတင်းသုံးတဲ့ဒေသကိုအစွဲပြုပြီးမိုင်းဖုံးဆရာတော်လို့ခေါ်ပါလေ။ရှမ်းနာမည်ကတော့ကြောက်ဝုံးဆုံပေါ့။ပါမရှင်ရဲ့ဘဝနေတန်းကတော့ညှိုးနှွမ်းတောင်နဲ့စားခဲ့ရမယ်ပြောလို့ရပါလိမ့် တဝန်တစ်ခါအတွက်ယူသားစွာတောင်းရန်စားတော့ခေရရှာပါလေမုတ်ဆူမမိခင်ကြီးကိုရောအရွယ်မရောက်သေးတဲ့ညီမလေးကိုရောအရွယ်နဲ့မမြောက်အောင်ပြုစုဆောင်ရှောက်လာခဲ့ရပါလေမိုင်းဖုံးဆရာတော်လောင်းလျာကိုရင်လေးဟာငရွယ်စင်ဘွားကတောင်းရန်ခဲ့ပြီးတော့မိဘကိုလှုပ်ကြွေးပြုစုခဲ့ရပါလေနောက်ပိုင်းပါရမီရဲ့အရှင်ကြောင့်တာမတာမဏိဘောင်ကိုရောက်ခဲ့ပါလေ၁၇နှစ်သားတာမဏိလေးဘွားကပဲရှမ်းပြည်နယ်အရှိပိုင်းနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ပါရမီရှင်ကိုရင်လေးဆိုပြီးအင်မတန်လူသိများလာပါလေ။လူသိများတဲ့အကြောင်းရင်းကကိုရင်လေးဘွားနဲ့ကျောင်းတော်ကြီးကိုဥဆောင်ဆုံးလို့လှူဒါန်းနိုင်ခြင်းရလာသမျှလှူပစ္စည်းတွေကိုတွေ့တောင်မှု အလင်းမရှိပါပဲပြန်လဲဆုံးလို့လှူဒါန်းခြင်းကိုရင်လေးဘွားကလေးကဘွားတွင်း၃လပတ်လုံးကုအောင်တရားကျင့်ခြင်းအခုလိုလူသိမများသေးတဲ့ချိန်မိမိရဲ့မွေးနေ့မှာတက်ကြီးရွယ်အိုတွေကိုဝိဖြူစင်ကြယ်တွေလှူဒါန်းခြင်းသီလပေးခြင်းတရားဟောခြင်းပြုလုပ်ခဲ့ပါတယ် ထူးသဖြင့်ဆရာတော်လောင်းလျာကိုရင်လေးညာနာတံရာရဲ့သီလကုံရဲရင်ရရတဲ့ကုံပြင်ဖြူစင်တဲ့မေတ္တာစင်ရင်ကြောင့်လူချစ်လူခင် ရှင်ချစ်ရဟန်းချင်းဆရာတော်ကြီးတွေပါမကြံကိုရင်လေးကိုမေတ္တာရောင်ပြန်တတ်ထင်ဟပ်ခဲ့ပါလိမ့်ကိုရင်လေးဟာတာချီလေးမျိုးမဟာမြတ်မှုနိဖြစ်အောင်ရောက်လာရင်လာရောက်ဖူးမြော်တဲ့ပရိသတ်အလွန်များလို့လို့ကိုရင်လေးကိုအများမြင်အောင်ဆိုပြီးမဟာမြတ်မှုနိဆရာတော်ဘုရားကြီးဗန္ဒနာပညာတာမီက မိမိရဲ့ရင်ဝယ်သားကဲ့သို့ပို့ချပြီးပြိတက်ဖူးမြော်နိုင်အောင်လုပ်ပေးခဲ့ရပါပါလေ။ဒါချီလေးငကားနှကောင်ဆရာတော်ဖခင်ကြီးလည်းသားတပည့်လိုအမြဲတမ်းတုံ့တင်ဆုံးမခဲ့ရပါလေ။ဆရာတော်လောင်းလျာဟာကိုရင်ဘွားကလေးကအသီးလင်ကအိန္ဒိယလိုကိုဖခင်ဟူကြပါလေ။အိန္ဒိယနီပေါ်ဟင်းမွန်နာတော်မှာလည်းတပါးတဲ့တရားတော်ကျင်ပါလေ။အဲ့ဒီချိန်တက်တော်ဆက်ရှင်နှစ်လောက်ရှိပါပြီတရားတော်ကျင့်ချိန်အခက်အခဲအနောက်ရှက်တွေကြောဖြစ်နိုင်ခဲ့ပါလေ ရေခဲတောင်ကြားအဆရှိတဲ့တာရဲတရိတ်ဆန်ကြီးတွေနဲ့လဲကြုံခဲ့ရတယ်လူဆိုးတွေဖမ်းဆီးရိုက်နှက်ပြီးနှပ်ပူစော်ဖို့အကျဉ်းချထားခြင်းလဲခံရဘူးလေခေါင်းဝဲထိတ်ပေါက်တဲ့အထိရိုက်ခံရလို့ခုထက်တည်းဆရာတော်ရဲ့ခေါင်းမှာဒဏ်ရာအမာရွတ်တွေကျန်နေပါသေးတယ်ဖမ်းနာချိန်လက်ပြန်ကျိုးတုပ်ပြီးကျွဲချီးအပြည့်ရှိတဲ့ကျွဲချန်ထဲမှာတညာလုံးပြစ်ထားခဲ့ပါတယ်မနက်လင်းမှတတ်ဖြတ်ပြီးရစ်ပူစော်မယ်လို့ဆိုပါတယ်ဆရာတော်လောင်းလျာလဲတညာလုံး ဖျားကုံတော်တရားကုံတော်တန်ခါကုံတော်နမောတိခါရတော်ကြီးတွေရွတ်ဖတ်တဲ့ပြင် လူဆိုးတွေကိုလည်းမေတ္တာပို့ပါလေလုံနိုင်ရတာဒါပဲရှိတာ ਉ ထူးခြားပြီစွာနက်နက်အယုံလင်းကန်ဒီမှာဆရာတော်ကိုခြိထားတဲ့ကြိုးတွေအားလုံးပြတ်ခုံပါလေပိတ်ထားတဲ့တကားတွေလည်းပွန့်ထွက်ကုန်ပါလေတောင်ဝင်ကြအဆောင်အလန့်ပြီးသူတို့ခေါင်းဆောင်ကိုတော့ခေါ်ပါလေခြိထားတဲ့ကြိုးတွေပြတ်သွားတာခန်းခန်းတဲ့တကားတွေပွန့်သွားတာကိုမြင်ရတော့ သူတို့တွေအနာမကက်ရတော့ပါဘူးဆရာတော်လောင်းလျာကနီပေါ်စကားနဲ့ဘာကြောင့်ငါ့ကိုဒီလိုဖမ်းရတာလဲငါမှာ နီပေါ်တန်ကအုတ်ဆောင်ကပေးလာတဲ့စာရှိတယ်ရော့ဖက်ကြည့်ဆိုပြီးပေးမှသူတို့ကအဲ့ဒီစာကိုရော့ဖက်ကြည့်ပါတယ်ဆရာတော်ဟာ ရှန်ထိုင်းလာအိုနီပေါ်တိဘက်စကားတွေကိုပြောတတ်ပါတယ်စာဖတ်ပြီးတာနဲ့ဓမြတွေကသူတို့မှားတဲ့ကြောင်းသူတို့ကိုအပြစ်မြေကိုတောင်းပန်ပါလေအဲဒီစာကကိုရင်လေးရောက်တဲ့နေရာမှာ ကူညီပေးကြပါဆိုပြီးနီပေါ်တန်ခေါအုပ်ဆောင်ဆရာတော်ကြီးရဲ့မြစ်တရခန်းစားပဲဖြစ်ပါတယ်။နောက်ပိုင်းသူတို့လည်းလိုအပ်တာပြန်လဲကူညီပါတယ်။ဒီလိုနဲ့ပဲဦးစင်းလေးဘွားမှာတင်ဟိဝင်နာမှာတရားတော်ကျင်တာပေါ့။ဝါဝင်းနဲ့အသားရည်တည်ကြည်တဲ့အင်ဒရီကြောင့်ဦးစင်းလေးဟာအင်မတန်မှဟိမွန်နာဒေတာမှလူသိများပါလိမ့်။တခါတလေရွာထဲဝင်ပြီးဆုံးခံကြပါလိမ့်။ တရားဝင်တရားထက်ပေါ့တနေ့တော့ရွာတရားမှာဆုံးခန့်ကြွခြင်းမျိုးသမီးတယောက်ကဦးစင်းလေးကိုမြင်တာနဲ့သားချင်းလိုတန်ရုံးစဉ်ဖြစ်မိတဲ့နောက်ပြီးတော့သူ့ဘာသာသူကြံစီပြီးအိမ်ကိုပြင့်ပါလေရွာတွေကလူတွေအားလုံးကိုလည်းဖိတ်လိုက်ပါလေဦးစင်းလေးထင်ကတော့ဩတရားလုံးတွေးမွေးတဲ့အလူလိုထင်မိတာပေါ့ဘဲဟုတ်မလဲအချိန်တန်လာတော့အဲ့ဒီတော်ကြီးကသူ့မသမီးကိုလည်းသူတို့သမီးကိုဆုံးနဲ့မင်္ဂလာလာဆောင်ပေးပါလေဦးစင်းလေးဘေးနားမှာထိုင်ခိုင်းပါလေဦးစင်းလေးဟာအတန်တန်ညင်းပါလေ အများနဲ့တယောက်ဆိုတော့ထလို့လည်းမနိုင်ထိုင်လို့လည်းမဖြစ်ပြောရမယ်ဆိုရင်တော့ဒီမင်္ဂလာပွဲကိုနှွှဲချင်ပေမဲ့နှွှဲခဲ့ရတယ်။သူတို့သမီးနဲ့အတူထမင်းစားခိုင်းပေမဲ့ကိုရင်လေးကမစားခဲ့ဘူး။ကိုသူတို့ထဲကဆုံးတာခုံးမိတယ်။နေလစားကြွေးပြီးပြိသက်တွေလည်းပြန်သွားကြတယ်။ဒါနဲ့ဥစဉ်နဲ့တပိတ်ဆေးဖို့ထွက်လာရင်နမောတေကာတော်ကြီးကိုရွတ်ဖက်ပြီးရွာကနေထွက်ခဲ့တယ်။သူစမ်းမိတော့ဘသူမှလည်းဝိုင်းမဆွဲထားဘူးတယောက်တလေမှလည်းဦးစင်းလေးကိုမြင်ဟမ်းမတူဘူးဒါနဲ့ပဲသူတို့သားဘွားကလည်း လွတ်မြောက်လာခဲ့တာပေါ့နောက်ပိုင်းကျမ်းမာရေးချိုတက်လို့ဟိမွန်နာကနေထွက်ခွာပြီးထိုင်းနိုင်ငံကိုပြန်ရောက်လာပါလေသက်တော်20မှာယဟန်ဘွားရောက်ရှိခဲ့တယ်လို့သိရပါတယ်ယဟန်ဘွားဆိုရင်တော့ကျွန်တော်ဟာမိုင်းဖုံးဆရာတော်ကို1993ကရန်ကုန်ခေမရထကျောင်းမှာစတင်ဖူးပြပြပါလေနဂါးနှစ်ကောင်ဆရာတော်ဖရာရဲ့ကျေးဇူးကြောင့်တွေ့ခွင့်ရတာပါမိုင်းဖုံးဆရာတော်ကိုစားတွေ့တော့ဆရာတော်ဟာနူးညံ့သိမ်မွေ့ပါတယ်။ဂါရဝါတရားအလွန်လေးထားပါတယ်။ မိုင်းဖုံးစီအရုံနဲ့တူတပ်ပေါ်ရိုက်ခွင့်လည်းရခဲ့ပါတယ်အဲ့ဒီတုန်းကတော့ flink ခစ်ပါခုခစ်လိုမျိုးအလွယ်ရိုက်လို့မရပါဘူးတချို့တပ်ပေါ်စီအရတွေဟာမိုင်းဖုံးစီအရုံရဲ့ခွင့်ပြုချက်မရပဲတပ်ပေါ်ရိုက်ရင်ပုံမထွက်ဘူးလို့ဆိုပါတယ်1996ခုနှစ်ပေါ့မိုင်းဖုံးစီအရုံကြီးရဲ့မွေးနေ့ကြွားခဲ့တယ်တိုက်ဆိုင်မှုတစ်ခုပြောပြပါရစေစီအရုံတစ်ပါးဟာမိုင်းဖုံးကိုမသွားခင်တာချီလေးကနေမန်တုံဖတ်ဟိရွာကြောင်းမှာသွားတည်ခဲ့တဲ့မိုင်းဖုံးဆရာတော်ကြီးနဲ့တီကျွမ်းတဲ့ဆရာတော်ပါ အဲ့ဒီမန်တုံဖတ်ရှိဆရာတော်ကလည်းမိုင်းဖုံးဆရာတော်ရဲ့ငွေတငယ်ချင်းမှာမန်တုံဖတ်ရှိဆရာတော်ကလည်းထိုင်းနိုင်ငံကနေအလဲပြောင်းထုတ်တဲ့အချင်းပေါ့ပြောရမယ်ဆိုရင်တော့ညဘကြတော့အဲ့ဒီမြန်မာပြည်ကနေကြွလာတဲ့ဆရာတော်နဲ့စကားပြောရင်မိုင်းဖုံးဆရာတော်အကြောင်းပါလာတယ်မန်တုံဖတ်ရှိဆရာတော်ကထိုင်းကိုတော်တစ်ပါးနဲ့တွေ့ပြီးအဲ့ဒီထိုင်းကိုတော်ကလည်းဟိမွနာတောင်ကနေပြန်လာတော့သိမကြသေးဘူးဆိုပါလေသူအားတဲ့မိုင်းဖုံးဆရာတော်တရားတော်ပြီးကြင်ကြံတဲ့နေရာကိုလိုက်ပြီးတရားတော်ကျင့်ခဲ့တယ်ဆိုပါလေ ရွာတရွာရောက်တော့တဲ့ကြောင်ဟောင်းတစ်ကြောင်ထဲမှာတဲ့သူတရားထိုင်ခြင်းရွာသားတယောက်ကလာဖို့တယ်တဲ့နောက်ပြီးတော့ပစ္စည်းတစ်ခုတူတူရလာပေးတယ်တဲ့အဲ့ဒီပစ္စည်းကတဲ့မိုင်းဟုံးဆရာတော်ဘုရားပစ္စည်းပါတဲ့မိကြံခဲ့တာလို့ပြောပြီးပန်းရှင်ထန်ကြုံရင်ပြန်အပ်ပေးဖို့ပြောပါလေထိုင်းကိုတော်ကလည်းအဲ့ဒီပစ္စည်းကိုလက်ခံပြီးသူကျင့်ကြံပွားများပြီးတဲ့နောက်မှာတော့ထိုင်းကိုပြန်လာခဲ့ပါတယ်ဘန်ကောက်မှာ ဖြစ်ချင်တော့ဝမ်တုံဖတ်ဟိဆရာတော်ခူဝါခန်းလိုက်နေတူတော့အဲ့ဒီပစ္စည်းလေးပေးလာကြောင်းသိရပါလေ ဒါနဲ့မြန်မာပြည်ကကြွားတဲ့ဆရာတော်ကလည်းအဲ့ဒီပစ္စည်းလေးကြည့်ပြရစီဆိုပြီးတောင်းဆိုတော့ခူဝါခန်းလိုက်ကအဖုံးပါတဲ့ WhatsApp ဘူးလေးတစ်ခုယူလာပြပါတယ်ဖွင့်ကြည့်တော့တောကျုပ်ဥရွယ်ကြည်လင်တဲ့ပရင်ကြောက်လေးတလုံးမှာဝန်တုံဖရှိဆရာတော်ကမိုးနေ့ရောက်ရင်မိုင်းဖုန်းဆရာတော်ကိုတွားကပ်ပေးမယ်လို့ပြောပါတယ်နောက်တနေ့မိုင်းဖုန်းဆရာတော်ထံရောက်သွားပါတယ်ရောက်ချင်းမိုင်းဖုန်းဆရာတော်ကမေးပါတယ်အဲ့ဒီဆရာတော်ကိုမေးတာကနောင်တော်တဲ့တပည့်တော်ရဲ့လွန်ခဲ့တဲ့၁၄နှစ်ကပျောက်သွားတဲ့ကြောက်လေးမယူခဲ့ဘူးလားတဲ့ အင်မတန်မှအံ့ဩသွားပါလိမ့်။မင်းညကမန်တုံဖတ်ရှိစရာတော့နဲ့နှစ်ဦးသားပြောတဲ့စကားကို မိုင်းဖုံးစရာတော့ဘလို့လို့သိရှိတာလေ။အရှင်ဖျားဘလို့သိတာလဲတပိတော်မယူခဲ့ဘူး။ခူဝါခန်းလိုင်လာမှာပဲယူလာမယ်တဲ့ဖျား။သိတာပါဖျားတဲ့ကိုပစ္စည်းမှန်ဆိုတော့ကိုထံပြောင်းစမြဲပါလေ။နောက်ပိုင်းမိုင်းဖုံးစရာတော့မွေးနေ့မကြပြားရောက်ဖြစ်ပါလေ။၂၀၂ခုနှစ်ကဆီယာတော်နဲ့တူတရုတ်ပြည်စစ်ဆောင်ပနားဒေသနဲ့လောနိုင်ငံတို့တွေ့ရောက်ပါသေးတယ်။ သဒ္ဒနာပြုခီတခြားလုံးမိုင်းဖုန်းဆရာတော်ကိုလာဖူးမြော်တဲ့သူတွေတော်မျိုးပါမကြံနေရာတိုင်းမှာပြည့်ရှံကျင့်တာတွေ့တော့ဆရာတော်ရဲ့မြစ်တာတက်ကိုပူချညိုလေးစားမိပါတယ်ဆရာတော်နဲ့တူလိုက်လေးရှိတဲ့ဆရာတော်ဘာကြောင့်ဖုန်းကြီးလဲဆိုတာသိတာပါတယ်ဗုဒ္ဓသာပူဇံမဟာတေဇဝနောတဲ့ဖျားပူဇော်တကူကျော်ဆိုတဲ့အတိုင်းမိုင်ဖုန်းဆရာတော်ဖျားရှိခိုးတာမနက်ရောနေရောညနေရောညအောင်ဆိုတော့ဒီနေ့ကိုအနည်းဆုံး6နာရီလောက်ရှိတယ်ဗျ။ကာစီခီးထွက်နေတာတော့မှစင်းမှုတော်ကိုထုတ်ပြီး ဝတ်ထားပြီးတော့ဖျားဝတ်တယ်မပြတ်ပါဘူးရောက်တဲ့နေရာသွားတဲ့ခရီးလက်လျှောက်မြေတာပို့တဲ့အမျှဝတ်တယ်လူဒါနအမြဲပြုလုပ်တယ်စွန်းစားတာတော့မှနီးစက်တဲ့ဆရာတော်တန်ခါတော်တွေကိုစွန်းနေစွန်းဟင်းနေစေရနာဘဘာနဲ့အမြဲတမ်းခုခတ်ထပ်ပြီးပါတယ်ဆရာတော်ကတော့ဧကတနိတနိကိုစွန်းတက်ထပ်ပဲဖုံးပေးပါတယ်ဇန်နဝါရီလနေ့မွေးနေ့မှာဆိုရင်အစာရေစာမသုံးဆောင်ပဲစကားမပြောပဲနေသွားပါတယ်ငယ်စဉ်ကလေးက အသားငါစားကြည်စိမ်ရှိခဲ့လို့တက်တက်လို့ပဲဖုံးပေးပါတယ်။ဟွာတွင်း၃လပတ်လုံးတပါးဒီကုတဲမှာပဲတရင်သုံးပြီးကိုပိုင်းတရားကျင့်ကြံပါတယ်။ဝါဘကိုလာကတော့အများကျိုးသဒ္ဒနာတို့ကျိုးအတွက်သဒ္ဒနာပြုခီးထွက်ပါလိမ့်။မိုင်းဖုံးဆရာတော်ကပြောပြပါတယ်။တချို့လူတွေကတဲ့မိုင်းဖုံးဆရာတော်ဟာငွေတွေအများကြီးရှိပြီးဘဏ်မှာအများကြီးစုထားမဲ့ထင်တယ်တဲ့။တပီတော့တပီတော်မှာဘဏ်မှာငွေမစုပါဘူးလေ။ဒါပေမဲ့ဘဏ်တစ်ခုတော့ရှိတယ်အမြဲလေးစုတယ်။နေရာတိုင်းနဲ့အချိန်မြေးစုပါလိမ့်။အဲ့ဒီဘဏ်ကတော့တဲ့ နောင်ဘွားထိအမခံ ရှိတဲ့ကုသိုလ်ပံပါဆိုပြီးတော့မိုင်းဖုံးဆရာတော်ကမိန့်ကြားခဲ့ပါလေ။မိုင်းဖုံးဆရာတော်ဘုရားကြီးရဲ့အကြောင်းကိုလေ့လာမိသမျှတင်ဆက်ပေးတာပါ။နောက်ဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။